ျမတို့ဒီနေ့တော့တိုက်ပွဲသတင်းနဲ့စပါမယ်။ချင်းပြည်နယ်ဒီစကိုင်းမကွေးဒေသတလျှောက်မှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားရနေပဲ။ချင်းလန်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်အယောက်90ကျော်ကိုထပ်မံပြီးတော့ချေမုန်းနိုင်ခဲ့တယ်လို့ချင်းပြည်ကောင်စီကောက်ွက်ရေးဌာနကထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလတတိယအပတ်ချင်းမှာကလေးကန်ကောလန်နောက်ပြီးတော့ဒီဖလန်းနဲ့တီးတိမ်မျိုးနယ်တွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်စစ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင် Jet Fighter တွေအပြင် Y12 လေယာဉ်တွေနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့ရာဒီနိုဝင်ဘာလ18ရက်နေ့တရက်တည်းမှာကိုပဲဘုံကအလုံးကြီး150ကျော်ကျဲချခဲ့တယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင် drone တွေကိုလည်းအစမတန်အသုံးပြုနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ပါတယ်ဒီလိုမျိုးလေကြောင်းအန္တရာယ်တွေကြားရနေပဲ ချင်းလက်အစိုးရတပ်ဖွဲ့စစ်ကြောင်းတင်းနဲ့နှစ်တို့ဟာចောင်းသားတက်မတော့ ABSDF နောက်ပြီးတော့ကလေးတော်လိုင်းရင်အားစုအာ KRF ရောကာကွယ်ရေးတပ်ဖွဲ့ YDF အပါဝဲမဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာပါ တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေရဲ့ဒီတိုက်ခိုက်မှုတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အယောက်90လောက်သေဆုံးခဲ့ပြီးတော့စစ်တုံးမှန်တချို့နဲ့လက်နက်ခဲယမ်းတွေကိုလည်းထပ်မံသိမ်းဆည်းနိုင်ခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေကိုတော့စစ်ကော်မရှင်တပ်က MI 17အရဟယင်တွေနဲ့တဲထုတ်သွားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့တိုက်ပွဲကဆက်ပြင်းထန်နေဆဲဖြစ်ပေမဲ့လင်းရအစမတန်တုံးပြီးတော့ဒီတိုက်ခိုက်နေတဲ့ဂျားအနေပဲတိုက်ခိုက်ခံနေရတဲ့ဂျားအနေပဲပေါ့လေ လေဒီခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ချင်းပြီကောင်းစီ ကာကွယ်ရေးဌာနတာဝန်ရှိသူကပြောပါတယ်